အဲတကယ်ကို customer တွေအကုန်လုံးပေါ့နော်စစ်မှန်တဲ့အရာတွေနောက်ပြီးတော့တကယ်ကိုကောင်းမွန်တဲ့ပေါ့နော်ဝန်ဆောင်မှုတွေနဲ့အာရှေ့ကိုချီတက်ခဲ့တာအချိန်တိုအတွင်းမှာပဲပေါ့နော်အာဒီလိုမျိုးနိုင်ငံတကာအသိမှတ်ပြုအစိုးကြီးနဲ့ဆုရခဲ့တဲ့အတွက်လီမွန်ကိုစားအရန်ဝန်တာဂူညူရပါတယ်လို့ပြောချင်ပါတယ်အားတကြတဲ့အများကြီးပဲအကောအားတကြတဲ့အများကြီးရှိလို့လေအကုန်လုံးကရှာဖွေပြီးဒီနေရာမှာအကြိုက်ရှိနေတာမြတ်စွာဒီနေရာမြတ်စွာအိမ်လုံးအောင်ဖြစ်နေတယ် ဂုံယူပါတယ်မကြီးအရင်ဝမ်းသာတယ်ဘာလို့ဆိုကိုတကယ်ကိုပေါ့နော်ကြိုက်နှစ်တက်ပြီးစိတ်ချယုံကြည်ပြီးသုံးဆွဲတယ်ကိုချစ်ရသူတွေပြန်လည်မျှဝေပြီးဟောဒီလီမွန်အက်စက်တစ်ကနေပြီးဟောဒီလိုမျိုးနိုင်ငံတကာအတိမတ်ပြုစုကြီးနှစ်စုကိုကြိုင်နေတဲ့အဲပေါ့နော်အချင်းမြောက်ခံရတဲ့အတွက်အရန်ကိုပျော်ရှင်ရပါတယ်အရန်လည်းဂုံယူပါတယ်လို့ကျေးဇူးပါမမျက်လေးရဲ့ကြိုးစားအားထုတ်မှုတက်အမြဲတမ်းရည်တည်ပြီးတဲ့အကြောင်းမူရခဲ့တာပါ ါလေးကဒါကပေါ့နော်အဒီဒီနှစ်တစ်နှစ်ပတ်လုံးမှာလုပ်ခဲ့တဲ့အရာတွေအဲဒါတွေကဟိုနိုင်ငံတကာအဖွဲ့တွေကဒီအလှပကြီးရတဲ့ပတ်သက်ပြီးတော့အကုန်လုံးကစောင့်ကြည့်ပြီးအကဲအကဲဖြတ်နေတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကတော့ကောင်းမွန်သောအမားကတ်တင်းနေမှာတကယ်ကိုပေါ့နော်ထိထိရောက်ရောက်နဲ့အကျိုးပြုတဲ့အားတွေကိုလုပ်ခဲ့လို့အတွက်အဒါလေးကပွေးတာပါဒါမြန်မာပြန်ဆိုတာပထမဆုံးပေါ့နော်လီမွန်ကရရအောင်ပြောလို့ရပါတယ်အဲ့အတွက်အရန်ကိုဂုဏ်ယူပါတယ်လို့ပြောချင်ပါတယ်ရှင်ဒါလေးကကြတော့ ပေါ့နော်တိုးတက်လာတဲ့ခင်မိလာတဲ့ဤပညာဤပညာအစ်စ်တီပေါ့နော်ဤပညာအစ်စ်တီကိုဟိုတိတ်တိတ်ချာချာလေးကိုဒီလီမွန်ကနေပြီးတော့ပေါ့နော်အာတကယ်စူဆောင်းနေလေ့လာတဲ့အဲ့ဟာတွေအတွက်ကိုလည်းသူကရှေ့မှာနာမည်ဤပညာအစ်စ်တီအတွက်ကိုပေါ့နော်လီမွန်ရဲ့စူးစမ်းအထောက်မှုတွေစိတ်ပါဝင်စားမှုတွေအားလုံးအတွက်ကိုဒါလေးကချီးမြှင့်တဲ့စုလေးဖြစ်ပါတယ်ဆိုတော့ဘာဤပညာတွေဖြစ်မလဲဘလို့အလှပရေးရနဲ့ပတ်သက်တဲ့အရာတွေဖြစ်မလဲဆိုတော့နောက်တစ်ခါကျမှမြင့်လေးထပ်ပြီးတော့မိတ်ဆက်ပေးပါမယ်မြင့်လေးအရင်စမ်းလိုက်ပါဦးမရှင်လို့ ဂုံယူပါရမေးအရင်ဝမ်းသာတယ်ဘာလို့ဆိုကိုတကယ်ကိုပေါ့နော်ကြိုက်နှစ်သက်ပြီးစိတ်ချယုံကြည်ပြီးသုံးဆွဲတယ်ကိုချစ်ရသူတွေပြန်လဲမျှဝေပြီးဟိုလီမွန်အက်စက်တစ်ကနေပြီးဟိုလိုမျိုးနိုင်ငံတကာအတိမတ်ပြုစုကြီးနှစ်စုကိုကြိုက်နေတဲ့အဲပေါ့နော်အာချင်းမြောက်ခံရအတွက်အရန်ကိုပျော်ရှင်ရပါတယ်အရန်လည်းဂုံယူပါတယ်လို့ကျေးဇူးပါမမျက်လေးရဲ့ဂျူဆောင်အားလုံးတက် အမြဲတမ်းရက်တိပေးတဲ့တရားမှုရခဲ့တာပါအာကျေးဇူးတင်ပါတယ်ရှင်ဘာပြောကိုကလေ customer တွေအမြဲညှို့ပေးနေရဆိုမမတကယ်အရန်ကိုစူးစမ်းတာနိပညာအစ်တတွေလည်းအမြဲနေလာနေတော့မမနော်မအရန်ကုန်ယူရပါတော့မမအာလီမမနိုင်ငံတကာအတိမဲ့ပြုတဲ့အကောင်းဆုံး treatment တွေကိုနိုင်ငံခြားတည်သွားစမလို့ပဲမြန်မာကိုမြန်မာနိုင်ငံမှာပေါ့เนาะဈေးနှုန်းတက်တာနဲ့အကောင်းဆုံး treatment အဲ quality ကိုပေးနေပါတယ်ပေါ့ ပါမမပြောချင်တာကတော့လီမွန်ကနေပြီးတော့တိုးတက်လာတဲ့နီးပညာတွေအားလုံးကိုစူဆောင်းရှာဖွေရင်းနဲ့အလှပရေးရာကိုချက်တော့လီမွန်ကို စိတ်ကြယုံကြည်သော customer တွေအတွက်အမြဲတမ်းအစင်းနှင်းဖြစ်အောင်ကြိုးစားပြီးတော့ရှေ့ဆက်နေပါတယ်လို့ပြောချင်တာပါ ော့ဒီနေ့ interview ကတော့ဂုံယူစွာနဲ့ဖြေမဲ့ interview ဖြစ်ပါလေရှင်။ဘာလို့လဲဆိုတော့မင်းသူအမြဲတမ်းပေါ့နော်ယုံကြည်စိတ်ရှာစွာနဲ့အမြဲတမ်းအဲပေါ့နော်မျက်နှာအသားရေဒီကလုံးသားရေအတွက်ပေါ့နော်အမြဲအမြဲသူတို့တောင်းဝန်ယူထားတဲ့ဒီလီမွန်အဆက်တကနေပြီးတော့နိုင်ငံတကာအသိမှတ်ပြုစုကြီးနှစ်စုကိုစုခုခဲ့တဲ့အတွက်အာလီမွန်လည်းအရန်ကိုဝမ်းသာပါတယ်။အဲတကယ်ကို customer တွေအကုန်လုံးပေါ့နော်စစ်မှန်တဲ့အရာတွေနောက်ပြီးတော့တကယ်ကိုကောင်းမွန်တဲ့ပေါ့နော်ဝန်ဆောင်မှုတွေနဲ့အာရှေ့ကိုချီတက်ခဲ့တာအချိန်တိုအတွင်းမှာပဲပေါ့နော်။အာဒီလို မျိုးနိုင်ငံတကာအသိမှတ်ပြုအဆိုကြီးနှဆုရခဲ့တဲ့အတွက်လီမိုကိုစားအရန်ဝန်တာဂူညီရပါတယ်လို့ပြောချင်ပါတယ်။ အာပြီးတဲ့ခါကျတော့ဒီလိုမျိုးပေါ့နော်အာနိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ဒီလိုမြန်မာနိုင်ငံရဲ့ပေါ့နော်ဒီလို clinic ဒီလို limon မှာအာမြတ်သူအမြင်နဲ့ customer ဖြစ်ခွင့်ရတယ်မြတ်သူအမြင်နဲ့ကျန်းမာရေးပေါ့နော်ဆောဆောင်ပေးရတော့လဲကိုကိုကိုအရန်ကိုဂုဏ်ပြုကြလို့ပြောကြမှာရှင်မြတ်သူကပေါ့နော်ဟိုပစ္စည်းပေါ့ဒီအစစ်မှန်နဲ့ဘာလို့မြတ်သူအသားရေဆိုတာအရန်လေ sensitive ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အာတကယ်ကိုအရေးသွေးကောင်းပြီးစစ်မှန်နဲ့ပစ္စည်းတွေနဲ့ပဲအသုံးပြုတယ်ပြီးတော့အမြင်နဲ့ခင့်နဲ့အညီပြောင်းလဲနေတဲ့ဤပညာရဲ့နောက်ကိုလိုက်ပြီးတော့လေ့လာပြီးတော့ကစ customer တွေအတွက်ဒီအသားရေပေါ့နော်ကျမရေဆောက်ရှောက်မှုပေးနေတဲ့သူတွေအတွက်ကိုအကောင်းဆုံးနေပေါ့နော်လုပ်ပေးနိုင်မှုအမြဲတမ်းစူးစမ်းနေတာတွေကိုကိုကကိုတွေ့ကိုမြင်နေရတယ် ီးတော့ကိုကိုရန်လှုပ်တဲ့နေရာမှာလဲအဲတကောင်းမွန်တဲ့ရလက်တွေကိုရလာတဲ့အခါကျတော့ယုံယုံကြည်ကြည်နဲ့ဒီလီမွန်မှာပဲအမြဲတမ်းပေါ့နော်လှုပ်ဖြစ်တယ်အမြဲတမ်းအဲ royal customer တော့ဖြစ်နေပြီသူကအမြဲတမ်းပေါ့နော်ဒီမှာယုံကြည်စိတ်ချတာပေါ့နော်ဆိုတော့မြစ်စုရဲ့မျက်နှာအထီးကိမ်းမခံအောင်ရှင်ဘာလို့ဆိုကိုရီးယားဆယ်လီဖြစ်တော့ပို့ဆိုးတာပေါ့နော်ဒီမျက်နှာနဲ့အဲဒီလိုမျိုးပြည့်စက်ရှိမှထိတွေ့နေရတာဆိုတဲ့အခါကျတော့အမှားမခံအောင်လीအဲ့တော့ယုံကြည်စွာနဲ့ကိုလက်တွဲခွင့်ရတဲ့လီမွန်ကအာဒီလိုမျိုးအတိမပြုခံတော့အရင်မှတတာပေါ့ အတင်းကအမျက်သူလေးတော်တော်များများမျက်နှာအသားကြီးတင်းရင်းနေဆိုပြီးတော့လေးတော်တော်များပြောကြတယ်ပြီးတော့မျက်နှာအသားကြီးကြည်ရဲဆိုပြီးပြောကြတယ်အဲ့ဒါတွေအားလုံးကအမျက်သူပြောရရင်တော့လီမွန်ရဲ့ကြိုးစည်းစူးတူပါအဲ့လိုမျက်နှာအမျက်သူမျက်နှာရင်တော့ဆိုအသားကြီးမရောမညီဘူးရှင့်မညီတဲ့ခါကျဒီကာဗွန်လေဆာရဲ့တော်တော်ဒီနည်းပညာတွေဒီကာဗွန်လေဆာတွေကြောင့်မလို့အမျက်သူကလေတော်တော်လေးကိုအသားကြီးညီလာတယ်ပြီးတော့နောက်ဒီမှာမျက်ရှိရဲ့လီမွန်ရဲ့ပေါ့နော်အာ treatment ဘာလို့မခေါ်တတ်လို့ပေါ့နော်ဆိုတော့အာပြည့်ကျင်တာတော့ရေဓာတ်ဖြည့်ပေးပြီးတော့ glow glass skin ဖြစ်စေတဲ့အရာလေးတွေပေါ့အဲအဲ့ဒါအေးနှစ်ခုကမြင့်သူတို့အရန်အဆင်ပြေတာပြီးတော့ hair remover မြင့်သူအမြဲတမ်းပြောမြင့်သူကိုလုံးတဲ့ဟာကိုပဲကိုအမြဲတမ်းညှို့တာဆိုတော့လေမြင့်သူတို့ကဒီမွှေးညင်းနေပေါ့နော်အဲ့ဒါတွေတော်တော်လေးကိုတိတိတတကြီးကိုပျောက်သွားတာတွေ့ရတာအဲ့ဒီဟာတွေမြင့်သူအမြဲတမ်းလုံးဖြစ်တဲ့အရာတွေပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်အခုနောက်ပိုင်းဆိုမြင့်သူဒီကဘာလဲမသိနီးပညာအတိမြင့်သူကနည်းနည်းမေးကိုအဲ့လိုကလုံးသိမသိလို့လေအဲ့ဒီနေ့မှမြင့်သူကျွန်တော် desk ball လေးရှိရဲ့ ဒီနားလေးတွေမှာဆိုပြီးတော့ဝတ်ချံကြလို့နည်းနည်းနှိမ့်တက်တဲ့အချင်းရှိတော့လေအခုနောက်ဆုံးသူတို့လုပ်ပြီး treatment တစ်ခုကတော်တော်လေးကိုအဆင်ပြေပြီးတော့လေရလက်ကဒီနားက dust spot ကြီးတော်တော်လေးပျောက်သွားတယ်ဆိုတော့အဲ့ဒါလေးညစ်တော့တော့အမြဲယုံကြည်ပြီးတော့ပြန်ပြီးတော့ sharing လုပ်တာပါရှင့် အားသာချက်တွေအများကြီးပဲအကောအားသာချက်တွေအများကြီးရှိလို့လေအကုန်လုံးကရှာဖွေပြီးဒီနေရာမှာအကြိုက်ရှိနေတာမြတ်စွာဒီနေရာမြတ်စွာအိမ်လုံးတော်ဖြစ်နေပြီပါဆိုတော့လေအလီမွန်စပြီးတော့ပေါ့နော်ဖြစ်တော့6လလောက်ပဲရှိအောင်မအဲ့ဝင်းကျင်နေမြတ်စွာဒီမှာရှိခဲ့တာဆိုတော့ဘောနော်မမြက်လေးကိုအမြဲတမ်းပေါ့နော်နုပြိုးတဲ့အသားကြီးလေးကကြီးနေရပဲတင်းနေရပဲလို့ပြောတဲ့သူတွေပေါ့နော် အချိန်လေးတစ်ခုကိုယ့်အတွက်ကိုပေးပြီးတော့ဟာလိုမျိုးမြစ်တော့ပြုတ်ပြင်တာမဟုတ်ဘူးရှင်ထိမ့်သိမ့်တာပေါ့နော်ဆိုတော့ဒီလိုလီမွန် acidic လိုမျိုးပေါ့နော်ကိုယုံကြည်စိတ်ချရတဲ့ပေါ့နော်အအလှပြုတ်ပြင်ရေပေါ့နော်အလှထိမ့်သိမ့်ရင်းမှာသွားပြီးတော့အဓိကမြစ်တော့ဒီကိုညှို့တာပေါ့နော်ကိုကတော့ဟောရှိတာဆိုတော့လီမွန်မှာလာပြီးတော့လှုပ်ကြည့်ပါအသားရည်အတွက်ပေါ့နော်မြစ်သူဆိုပါရှိရင်းဆွတ်ထက်ပါပြပို့ပြီးတော့ကောင်းမွန်တဲ့အသားရည်တွေတင်းရင်းမှုတွေကိုရရှိရတဲ့အတွက်ကြောင့်မို့အားလုံးကိုလည်းဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ်ရှင်